မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြိမာတနင်္လာရီဘက်သို့ဦးတည်လာသောစစ်ကား၈စီးပါးရင်တန်းကိုမိုင်းဆွဲပစ်ကတ်တိုက်ခိုက်မှုစစ်ကား၂စီးပျက်စီးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။တနင်္သာရီတိုင်းညမှတနင်္သာရီဘက်သို့ဦးတည်လာသောအချမ်းဖတ်စစ်တပ်၏စစ်ကား၈စီးပါရင်တန်းကိုမိုင်းဆွဲဖိကတ်တိုက်ခိုက်ရာစစ်ကား၂စီးပျက်စီးပြီးထိခိုက်ဒဏ်ရာရရှိသူများများပြားခဲ့ကြောင်းတနင်္သာရီလိုနေပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်။ဇွန်လ19ရက်နေ့နနက်7နာရီခန့်တွင်ညမှတနင်္သာရီသို့ဦးတည်လာသောအချမ်းဖတ်စစ်တပ်၏စစ်ကား၈စီးပါရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့များကကန်းတိုရွာနှင့်ခေါ်မပြင်းရွာလမ်းပိုင်းနှင့်နေရာတွင်ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါ ါတယ်။ရင်းတက်ခိုင်းမှုအတွင်းအချမ်းဖက်စစ်တပ်ဘက်မှကားနစီပျက်စီးကစစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မြေကနေတနင်္လာရီဘက်ကိုဦးတည်လာတဲ့စစ်ခွေးက၈စီးပါရင်းနှံကိုကန်းတူရွာအကြမ်းနဲ့ကော်မပြင်းရွာလမ်းပိုင်းနှစ်နေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းမှာစစ်ခွေးကနှက်စီးပျက်စီးတဲ့ထိရတရာရရှိသူများပြပါရဲကိုတနင်္လာနေ့နဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကသတင်းထားတာသို့ပြောကြားပါရဲအဆိုပါတိုက်ခိုက်မှုကတနင်္လာနေ့နဲ့ပါကဖမှာစုံကစုံသုံးနဲ့ ကြားနက်တဲ့စိတ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးထွန်လန်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပူလောမြို့နယ်တွင် တက်ကြွကြီးအကူစည်ရင်နဲ့ဒုတက်ကြွအပါဝင်စစ်မှုထမ်းတပ်သား6ဦးတနက်နေ့လယူဆောင်လာပြီးအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္လာနေ့တိုင်းပူလောမြို့နယ်တွင် တက်ကြွကြီးအကူစည်ရင်နဲ့ဒုတက်ကြွအပါဝင်စစ်မှုထမ်းတပ်သား6ဦးတနက်နေ့လယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း ရဲခရိုင်အမှတ်၁တပ်ရင်းမှာထောင်ဝင်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါရင်းဇွန်လ22ရက်နေ့တွင် ပုတ်ချံအခြေဆိုင်ခလာရစက်ခွန်မှာတက်ချက်ကြီးအကူဆက်ရည်နှင့်ဒုတက်ချက်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဂျူဟာ35နှင့်ရဲခရိုင်အမှတ်၁တပ်ရင်းထံသို့လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါရယ်အလင်းဝင်လာသောစစ်ကောင်စီတပ်သား၂ဦးသည် MA1 rifle တနက်တလက် MA2 စက်ကလေးတလက်လက်ပစ်ပုံးနှလုံး M14 နင်းမိုင်းတစ်ခုကြီးပေါက်15ကိုကပ္ပစာထုံ 5.56G 890တောင်းယူဆောင်လာခဲ့ကြောင်းရင်းစစ်ကောင်စီတပ်သား2ဦးသည်ခီတုစစ်မှုတန်းအခြေခံစစ်တင်နှင့်အပတ်စဉ်နှစ်အပြည့်အတင်းအာရမစုဆောင်ချင်းခိုင်ခဲ့ရပြီးခလာရဆက်ခွန်9တာဝန်ချခံထားရခြင်းဖြစ်ကြောင်းသိရှိရပါသည်အလားတူပလောင်မြို့အခြေစိုက် တိုင်းဘဟုစနစ်၌စစ်မှုရန်တပ်သားတဲ့အဖြစ်အတင်းအဓမ္မစူးစောင်းခံရသောစစ်မှုရန်တပ်သားတစ်လေးဦးသည်စစ်တင်လမ်းမပြီးဆုံးခင်ထွက်ပြေးလာပြီးမြိတ်ခရိုင်အမှတ်တရရင်ထံအလင်းဝင်ရောက်လာကြောင်းသိရပါသည်။ပလောင်မြို့အခြေဆိုင်တိုင်းဘဟုစနစ်ကနေတင်နန်းသားလေးဦးကထွက်ပြေးလာတာပါ။တင်နန်းမပြီးခင်ပြေးလာတာကျွန်တော်တို့တရရင်ကိုစစ်ကောင်စီရဲ့လက်အောက်ကနေရုံးထွက်လာမယ့်မြည်သည့်ဝန်ထမ်းမဆိုကျွန်တော်တို့ဘက်ကအမြဲတမ်းလက်ကမ်းချပါတယ်ရုံးထွက်ကြပါလို့ပြောချင်ပါတယ်ဟုမြိတ်ခရိုင်အမှတ်တရတရရင်မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ အဆိုပါအလင်းဝင်လာသောစစ်ကောင်စီတပ်သားများကိုကောင်းမွန်လုံခြုံစွာစောင့်ရှောက်ထားရှိပြီးလိုအပ်သည့်များကိုဆက်လက်လှုံ့ဆော်လျက်ရှိကြောင်းမြေခရိုင်အမှတ်1တပ်ရင်းအနေဖြင့်စစ်ကောင်စီလက်အောက်မှယုံထွက်လာမည့်အမည်သူကိုမဆိုအမြဲလက်ကမ်းကြိုးစိုးလျက်ရှိကြောင်းထို့ကြောင့်စစ်ကောင်စီတပ်အတွင်းသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိတာဝန်ထမ်းဆောင်လျက်သူများအနေဖြင့်တပ်တီမွေ၍ယုံထွက်ကြရန်မြေခရိုင်အမှတ်1တပ်ရင်းမှတာဝန်ရှိသူတို့ကပြောဆိုပါရယ် ဆက်လက်ပြီးကော့ကရိတ်တုံတိုးလမ်းပိုင်းတွင်နှစ်ဖက်တိုက်ပွဲပြင်းထန်စစ်ကောင်စီအများအပြားသိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်တုံတိုးလမ်းပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့နေနီကန်စစ်ရေးသတင်းရင်းမြစ်နဲ့ဤဆက်သူထံမှသိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအင်အား60တမနဲ့သိဆုံးပြီးနေရောညပါတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလက်ဝင်းပြင်တွင်သိဆုံးပြီးစစ်ကောင်စီအလောင်းအများပြရှိသည်ဟုသတင်းရင်းမြစ်ကဆိုပါတယ်။ ကြပြင်းလက်နက်ခရံများလည်းတော်လင်ရေးပူပေါင်းတပ်များမှသိမ်းဆည်းရမိထားတယ်လို့လည်းဆိုပါတယ်။တိုက်ပွဲဖြစ်ပွားမှုကြောင့်စစ်ကောင်စီအခြေဆိုင်စကခစနစ်နဲ့ကျောက်တိုးတပ်ဘက်မှလည်းလက်နက်ကြီးပစ်ခတ်မှုများလှုံ့ဆော်လျက်ရှိနေပါတယ်။ကြပြင်းဇွန်လ18ရက်နေ့လယ်အချိန်တွင်နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့်စစ်ကောင်စီတပ်ဘက်မှ20ဦးထပ်မံတည်ဆုံခဲ့ပါတယ်။တိုက်ပွဲဆက်လက်ပြင်းထန်ပြီးထိခိုက်ကြဆုံးများသည့်စစ်ကောင်စီတပ်များသည့်ဆက်လက်ထိုးစစ်ဆင်နိုင်ရန်စစ်ကောင်စီတပ်ဖွဲ့များနှင့် DGF တပ်ဖွဲ့ AR နှင့် ခရမ်းများပါပို့ဆောင်မှုရှိနေသည့်အပြင် ကော့ဂရိတ်ကိုးတိုင်ဒေတာမှစစ်ကောင်စီအရာရှိများပါစစ်စင်ရေးကိုကင်းနေပြီးထိုးစစ်အပြင်ထံစူးစမ်းလုပ်ဆောင်နေသည်ဟုဆိုပါရယ်။ခရင်တိုင်းသားအချင်းချင်းမတိုက်ခိုက်လို့တော့သည် BGF KNA တပ်ရင်းတပ်ဖွဲ့အချို့ဖြစ်သည့်ပော့ဂရိတ်ကြိုက်ပွဲ KNU တပ်မဟာကခရင်တိုင်းသားအချင်းချင်းမတိုက်ခိုက်လို့တော့သည် BGF KNA တရင်တက်ဖွဲ့အချို့ဖြစ်သည့်ကော့ကရိတ်တိုက်ပွဲ KNU တက်မဟာငါဒွေလုံးမြို့နယ်နှင့် KNU တက်မဟာတစ်တွင်အခြေကျတက်ဆွဲထားသည့်တက်ဖွဲ့ဝင်များသည့်အကြံဖက်စစ်ကောင်စီတက်အားစစ်ရေးအတွက်ကုနီပံပုံမှုလှုပ်ဆောင်မှုများရှိနေသည်ဟု KNL နှင့်ပူးပေါင်းတက်ဖွဲ့ထံမှသိရပါသည်ဆလပီထန်းတပင်နဲ့အုတ်တွင်းမှုနဲ့အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်သားများကို၅ရက်ဆက်တိုင်းထိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းထန်းနမိမျိုးနဲ့နေအုတ်တွင်းမျိုးနဲ့အတွင်းစစ်ကြောင်းထုံနေသည့်အကြံဖက်စစ်ကောင်စီတပ်သားများကို၅ရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ30ဦးထက်မနည်းတိုက်ဆုံခဲ့ကြောင်း အုတ်တွင်းဖောက်ကဖာမှာတာဝန်ရှိသူတို့ကဒရင်ဌာနသို့ပြောကြားပါရယ်အကြံဖတ်စစ်ကောင်စီတပ်သားများသည့်အုတ်တွင်းကိုနေကျွဲပွဲမျိုးမှာကိုးတိုင်ကျွာကိုစစ်တောင်းတကြောင်ထန်းတပင်မျိုးနဲ့ထန်းတပင်တရာမှာကိုးတိုင်ကျေးရွာသို့စစ်တောင်းတကြောင်နဲ့ထန်းတပင်မျိုးနဲ့ဆရက်ကြီးမျိုးမှာ ရေကြီးကုန်းကျေးရွာသို့စစ်တောင်းတကြောင်ခွဲ၍အင်အား280ခန့်ဖြင့်စစ်တောင်းတို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းများကိုတော်လန်ရေးညကဇွန်လ12ရက်နေ့မှစတင်ပြီးဇွန်လ18ရက်နေ့အထိ9ရက်ဆက်လိုက်လံတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သား30ဦးထပ်မံတည်ဆုံခဲ့ကြောင်းသိရပါတယ်။12ရက်နေ့တိုက်ပွဲဖြစ်ဖြစ်ခြင်းမှာတော့မြို့ဆိုးတဒအစင်၉တိုင်ကြီးရွာပွဲမှာစစ်ခွေးခုနှစ်ကောင်တည်လာတော့တရင်အတီကြရတဲ့ကျွဲပွဲအရှိတ်တရုတ်တင်းကြိုက်မှာတခါတည်းမိရှို့တာဆိုတော့လေနောက်ပြီးစရက်ကြီးကနေရေကြီးကုန်းကိုတက်လာတဲ့စစ်ကြောင်းဆိုလေလေကွင်းပြင်ကိုဖျက်တက်ရတာဖြစ်တဲ့အတွက်တော်တော်ကိုကြကုန်လာပါ ။နောက်တန်းတပင်တရာကနေကိုးတိုင်ကိုတက်လာတဲ့စစ်တောင်းလေးအတူတူပဲပေါ့။ လေကွင်းပြင်ဖြတ်တက်လာတာဆိုတော့ကိုဘက်ကအပိုင်ချေမုံရတာဆိုတော့ပထမတည့်ရက်ထဲမှာနေမိခொနှက်ကောင်းသေးတာနောက်ရက်တွေကျတော့ပွဲကတအားကောင်းလာတော့ကြာဆုံးတရင်ကထောက်လန်းလို့မလွယ်ခုတော့လို့တိုက်ခိုက်ရေးရဲပေါ်တွေရဲ့မျက်မြင်နဲ့စကောင်တုံးကမျက်မြင်ရတာလောက်ကိုပဲခံမှန်းချိန်ပြောလို့ရတော့တာပါကျွန်တော်တို့ကတော့30အနည်းဆုံးတည်ဆုံးထိခိုက်တယ်လို့ထင်နေသူတို့အတင်းတက်လာပြီးပြန်လန်ကြတာနေတိုင်းပဲမိုင်းဆွဲခံရတာတွေ drone နဲ့ကျဲခံရတာတွေအများကြီးပဲမျိုးစိုးနဲ့ကိုးတိုင်ကြားဆိုအင်ဂျီတွေကဆက်နေတော့မီတာ90လောက်အကွာဝေးကို အန်ဒီကပ်ပြစ်ကြတာဟုအုတ်တွင်းပါကဖာမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် အဆိုပါတိုက်ခိုင်းမှုကိုဘျူဟာ23 PDF ဥပေါင်းတက်များဖြစ်သောအုပ်တွင်းငွေနယ်ပါကပါထရင်3500နှင့် တောင်ငူမျိုးနယ်ပါကပါရောနတန် Drone 4 Dedal 1 Drone 4တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လရဲရဲပေါ်ငါအုပ်မစိုးရင်ရတန်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးမင်းလာနှင့်6မျိုးနယ်တို့တွင်စစ်တပ်ကစစ်ကြောင်းထုတ်ပြီးချေးပါများကိုမိရှုဖျက်ဆီးလို့ရ PDF ရဲပေါ်ငါအုပ်ချက်မနေ့ကိုလည်းစစ်တပ်ကအရှင်ဖမ်းဆီးတက်ဖြတ်တဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ပဲခူးတိုင်းမင်းလားမြို့နယ်နဲ့မကွေးတိုင်း၆မြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ပြီးချင်းရွာများကိုမီးရှို့ဖျက်ဆီးကပြည်သူပိုင်ပစ္စည်းများကိုလူရည်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ် ရှမန်းနီဇွန်လ20ရက်နေ့မင်္ဂလာနေ့အချိန်မင်းလာမျိုးနဲ့ထောက်ကျန့်ကြီးရွာအုပ်စုတောင်ပြတ်ကြီးရွာတို့စစ်ကောင်စီတပ်မှအင်အား300ကျော်ဖြင့်အလုံးအရင်ချိုးစစ်ဆင်လာကြောင်းထို့အချိန်တော်လန်ရေးတပ်ခွဲနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးတော်လန်ရေးရဲဘော်တချို့ကြာဆုံးက PDF ရဲဘော်၅ဦးကိုစစ်ကောင်စီတပ်ကအချင်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းယင်းနောက်ရမန်နီမိုးလဲတနအီအချိန်တောင်ပြတ်ကြီးရွာတစ်ခုလုံးကိုစစ်တပ်ကမီးတင်ရှို့သွားခဲ့ကြောင်းသိရပါတယ်မနေ့မနက်ပိုင်းတိုက်ပွဲဖြစ်တဲ့စစ်တပ်ကအင်အား300လောက်နဲ့ရွာကိုပတ်ပေါင်းစုံကစစ် စ်ကြောင်းတွေခွဲပြီးဝင်တာအဲဒီမှာတွန်လရေးရဲဘော်တွေကခံချတာမှာတချို့သေးတယ်ငါးဦးကတော့အရှင်အဖမ်းခံရပြီးရရဆက်ဆက်တက်သွားတယ်ပြီးတော့နေ့လေတနားလောက်မှာကြောင်ပြက်ရွာကိုရွာပတ်လေကပိတ်ပြီးစစ်တပ်ကမီရှို့သွားတယ်စစ်ကြောင်းကအင်းအားလဲများသလိုစစ်ကြောင်းတွေခွဲပြီးပပတ်လေပိတ်မီအောင်လုပ်တဲ့ပုံစံမျိုးနဲ့စစ်ကြောင်းထုတ်တယ်ဟုမင်းလာမျိုးနဲ့မှစစ်ရေးတရင်ရင်မြစ်ကဆိုပါတယ် ထို့ပြင်မကွေးတိုင်းချောင်းတို့နဲ့ထိန်ကန်ရွာနဲ့ညောင်လေးပင်ရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်မိရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ20ရက်နေ့အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေအကြောင်းမဲ့ဝင်ရောက်မိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးထိန်ကန်ကျေးရွာကအင်ဂျင်20ကျော်ဖျက်ဆီးသွားကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်စစ်တပ်ကမနေ့ကဝင်ပြီးမိရှို့သွားပါရယ်ထိန်ကန်ကတော့အင်ဂျင်20လောက်မိလောင်သွားတယ်ပြီးတော့ဆလီဘက်ကရွာတွေအကုန်စစ်ကြောင်းထုတ်ပြီးရှိသမျှခိုးယူနေပါတယ်ဟု ုဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ထို့သောအကြမ်းဖက်စစ်တပ်ကစစ်တောင်းထိုးဝင်ရောက်မိရှို့ဖျက်ဆီးမှုကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။